မြန်မာနိုင်ငံမှာမျိုးဆက်သစ် IT ပညာရှင်တွေပေါ်ထွန်းလာစေဖို့ Hitachi မြန်မာ Laboratory ကိုဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ IT ပညာရှင်တွေပေါ်ထွန်းလာနိုင်မဲ့ Hitachi မြန်မာ Laboratory ဟာဘယ်လိုမျိုးပါလဲ။သတင်းချက်လက်ဤပညာတက္ကသိုလ်မှာစာရွက်ရောလက်တွေ့ပါသင်ကြားပေးနိုင်ဖို့ Hitachi မြန်မာ Laboratory ကများစွာအထောက်အကူပြုတယ်လို့ယုံကြည်နေသူကပေါမော့ခါချုပ်ဒေါက်တာစောစန္နာအေးပါ။ အရင်သွေးမိတဲ့ဝဲရတွေမွေးထုတ်ဖို့နဲ့နောက်ရည်မှန်းချက်တစ်ခုကတော့ကျွန်တော်တို့သူတေသနာအခြေပြုတက္ကသိုလ်တစ်ခုဖြစ်ဖို့ရည်မှန်းချက်နဲ့ဟိုဖွင့်လှစ်ထားတာပဲဖြစ်ပါတယ်။အဲဒီရည်မှန်းချက်ကိုပြေဝဖို့အတွက်ဆိုလို့ရှိရင်ဒီ Hitachi Myanmar Laboratory ကကျွန်တော်တို့ကျောင်းသူကျောင်းသားတွေရဲ့လက်တွေ့အသုံးချလက်တွေ့ပြုလုပ်တဲ့နေရာမှာအများစွာအထောက်အကူပြုတဲ့အတွက်ကျွန်တော်တို့ရဲ့သင်ကြားရေးမှာကိုလည်းများစွာအထောက်အကူပြုရတယ်လို့ကျွန်မယုံကြည်ပါတယ်ရှင့်။ဟုတ်တယ်ခုနကတော့ ဟီတာချီမြန်မာ laboratory ဟာ high performance computing specialization အထူးပြုဘာသာရပ်ယူထားတဲ့ကျောင်းသူကျောင်းသားတွေရဲ့ communication and networking specialization အထူးပြုဘာသာရပ်ယူထားတဲ့သူတွေလေ့လာဖို့အတွက်ဖြစ်ပါတယ်။ lab ထဲမှာတော့ data server တွေ computer တွေနဲ့ laboratory တွေမှာလိုအပ်တဲ့သင်ကြားရေးပစ္စည်းများစွာထားရှိပေးထားပါတယ်။မြန်မာနိုင်ငံရဲ့စီးပွားရေးလုပ်ငန်းတွေကိုနယ်ပယ်အသီးသီးမှာတိုးချဲ့ဆောင်ရွက်နေတဲ့ Hitachi ကသတင်းချက်လက်နဲ့နည်းပညာတက္ကသိုလ်မှာဖွင့်လှစ်ပေးခဲ့တဲ့ ဟီတာချီမြန်မာ laboratory ကနေဘာတွေမျှော်လင့်နေတာလဲဟီတချီမြန်မာ laboratory ကနေပေါ်ထွက်လာမဲ့လူငယ် IT ပညာရှင်တွေနဲ့ဟီတချီတို့ပူးပေါင်းပြီးတော့မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆောင်ရွက်ပြီးထောက်ကူပြုနိုင်မယ်ဆိုရင်တင်နက်ပါပြီမျိုးသက် IT လူငယ်တွေထွက်ပေါ်လာခဲ့ရင်ဟီတချီရဲ့ကျိုးအတွက်မဟုတ်ဘဲနဲ့လူသားချင်းမြစ်တွေအကောင်းဆုံးလှုပ်ဆောင်နိုင်ဖို့မျှော်လင့်နေပါတယ်